တနင်္ဂနွေသားသမီးဆွေများလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကိုဆယ်လာပိုင်းအော်တိုဘာလအတွက်တလစာပေဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဆယ်လာပိုင်းဆိုတဲ့ကာလာသတင်းကျွတ်ကာလာလည်းဖြစ်ပါတယ်အဲ့တော့သတင်းကျွတ်ကာလာမှာမိုးလေကင်းလို့သတင်းကျွတ်ပေါ့နော်အစစရာသီဥတုတွေမိုးလေဝသတွေအထူးကောင်းမွန်လာမယ်လာတလာဖြစ်ပါတယ်အဲ့လိုပဲစီးပွားရေးနဲ့ပတ်သက်တဲ့အလောက်ကင်ခွင်လန်းနေလေ ဝင်လန်းပြီးတော့အစစရရရောင်းရေးဝယ်ရေးတွားရေးလာရေးတွေလည်းအထူးအဆင်ပြေကြမယ်အမြန်မာလူမျိုးတွေအတွက်เนาะတကဘာလုံးတော့ကပျော်ရွှင်စရာကောင်းတဲ့လတွေဟာရှေ့မှာစတိုက်ရှိနေပါတယ်10လပိုင်း17လပိုင်း12လပိုင်းဆိုတာเนาะအင်မတန်မှပဲပျော်ရွှင်စရာကောင်းတဲ့လတွေကြည်နူးစရာကောင်းတဲ့လတွေဖြစ်ပါတယ်အဲ့တော့ဒီအော်တိုဘာလသတင်းကြွဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ဟာထူးခြားချက်အနေနဲ့ပထမဆုံးတွေ့ရှိတဲ့ အချက်တွေကတော့ငွေကြေးကိစ္စတွေအထူးအဆင်ပြေပါလိမ့်မယ်ရုပ်တရက်ငွေအထောက်အထင်နဲ့ဝင်တတ်တယ်ငွေကြေးလလာပါဆိုင်ရာကိစ္စတွေအထူးအဆင်ပြေမယ်ငွေကြေးအကူအညီထောက်ပံ့ကောင်းတွေရတတ်တယ်ကိုရရရှိတဲ့ငွေကြေးတွေရုပ်တရက်ပြန်ရလာတတ်တယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုကိစ္စတွေစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးထူးကြကြ အကန်တွေကောင်းပြီးတော့အစင်ပြေလာမဲ့လတလလို့ကျွန်တော်နေလည်းတွေးရှိပါတယ်တနင်္ဂနွေသားမျိုးတွေအတွက်ကအင်မတန်မှပဲငွေကြေးကန်တွေအထူးကောင်းမဲ့လဖြစ်ပါတယ်အထူးသဖြင့်မင်္ဂလာကိစ္စတွေအထူးအစင်ပြေမဲ့အခြေရေးကိစ္စတွေအထူးအစင်ပြေမဲ့လတလဖြစ်ပါတယ်အဲ့တော့အခြေရေးကိစ္စနော်ဟောတနင်္ဂနွေနဲ့ကားတွေဘာတွေဝင်လာတတ်တယ်ငွေတွေဝင်လာတတ်တယ်ခွေးကြောင်ကျက်နော် အဲ့အလှပအေးရာပစ္စည်းတွေရုပ်တရက်ဝင်လာတဲ့ပါတယ်အဲ့တနေ့ဦးလေသားသမီးတွေဒီချိန်ခါမျိုးမှာကိုယ့်ဘက်ကဘာကိစ္စပဲဖြစ်ဖြစ်ကိုယ့်ဘက်ကမှန်ဖို့ပဲရည်ကြည့်တယ်ကိုယ့်ဘက်ကမှန်တယ်ဆိုရင်အရာအလုံးဟာအဆင်ပြေမယ်အခက်အခဲတွေကိုကျော်လွှားနိုင်မယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့မင်္ဂလာကိစ္စအခြေရေးကိစ္စငွေကြေးကိစ္စစီးပွားရေးကိစ္စတွေဟာသူတို့ကြပေါ်ပေါက်လာမယ်အလို့ဆိုရင်လည်းနှမျိုးနှစ်ခု ပေါ်ပေါက်လာတတ်တယ်အလောက်ကင်အခွင့်လန်းနေနေရလေနှမျိုးနှစ်ခု လိုမျိုးတွေပေါ်ပေါက်လာမယ်နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ငွေကြေးကံအထူးကောင်းမွန်တဲ့လာတလာဖြစ်ပါတယ်တနည်းလို့သာလို့မြင်နေနေရအနေငယ်ဂယူးဆိုင်တည်ထားရမယ့်ကိစ္စတွေကတော့ကျမ်းပါရေးပိုင်းဆိုင်ရာတွေမှာဆိုရင်သွေးသားနဲ့ပတ်သက်တဲ့ကျမ်းပါရေးမျိုးတွေတည်ထားရတယ်။သွားဒုက္ခပေးတဲ့တဲနော်အဲ့ဆွေမျိုးအညီကောင်မောင်တို့မတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေပေါ်ပေါက်တဲ့တဲဒီချိန်ခါမျိုးမှာ တော့တုတ်တန်တိကိစ္စတွေအနေငယ်စိတ်နှောက်ရှက်ဖြစ်ရတဲ့တဲကာလဖြစ်ပါတယ်အဲ့တော့ခရီးစဉ်ကိစ္စခရီးကိစ္စတွေမှာအနေငယ်အခက်အခဲလေးတွေဖြစ်တတ်တယ်เนาะခရီးကိစ္စတွေအကြံစီပြတ်တာမျိုးတွေကြုံတွေ့ရတဲ့တဲခရီးနဲ့ပတ်သက်တာတွေเนาะအဲစကားပြောဆိုမှလည်းစကားနဲ့ပတ်သက်ပြီးတော့အမှားယွင်းတွေဖြစ်တတ်တယ်ဒါနေငယ်တတိထားရမယ်ချက်တွေဖြစ်ပါတယ်စကားပြောစီ ကားပြောဆိုရည်တတိထားမယ်ကာလဖြစ်ပါတယ်စကားအမားတွေဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမှာလူမှုရေးအခြေရေးအိမ်တော်ရေးကံအထူးကောင်းမွန်နေမယ်အလောက်ကင်ခွန်းလန်းတွေပေါ်ပေါက်လာမယ်အလောက်ကင်တွေအကောင်းလာမယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်အလောက်ကင်ခွန်းလန်းတွေကောင်းပြီးတော့အလောက်ကင်တွေအဲ့တော့အစင်ပြေလာမယ်လာတလာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခုနကသွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးနည်းငယ်သတိထားရမယ်။သွားနဲ့ပတ်သက်တဲ့ ကျမ်းပါရီတွေအနေနဲ့သတိထားမှာဖြစ်ပါတယ်အကျိုးပေးတဲ့ကဏ္ဍနေနဲ့ဆိုရင်เนาะအနှစ်ကဏ္ဍတို့တစ်တို့အဲ့လိုကဏ္ဍတွေအကျိုးပေးပါတယ်ထီကန်ဆန်းတာမျိုးတွေမှာဆောင်ရွက်တင်ပါတယ်အဲ့တော့အကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အဖြူရောင် အကျိုးပေးပါတယ်ဒီချိန်ခါဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအဖြူရောင်အကျိုးပေးတယ်အဲ့တော့ရရားအနေနဲ့မိမိအိမ်ဖေးအားမှာအကြာဘူးတို့ကြာပန်းတို့လှူဒန်းလို့ရတယ်။အစားအသောက်အနေနဲ့ဆိုရင် ကိန်မုတ် နော်ကိမ့်မုတ်လူတန်းလို့ရတယ်ကိမ့်မုတ်၁၁ချက်လူတန်းခြင်းအဖြစ်မိမိအញ្ញမ်းခိုက်တည်ပြပြောက်တော့မှဖြစ်ပါတယ်နောက်နှင်းစီပန်အနီရဲရဲ၁၁ပွင့်လူတန်းခြင်းအဖြစ်မလဲမိမိရဲ့ကန်စတာတွေဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအလောက်ကင်ခွင်လန့်တွေငွေကြေးကိစ္စတွေမိမိရဲ့အခက်ခဲတွေဟာအားလုံးအဆင်ပြေအောင်မြင်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာနေ့သားတွေများအားလုံးစိတ်ချမ်းသာခြင်း ကိုယ်ကျမ်းပါခြင်းနဲ့ပြည့်စုံကြပါစေအဘေးပြာတွေဝေးကွာကြပါစေအကျမ်းမှာ ချမ်းသာကြပါစေလို့ကျွန်တော်တို့ဒီနေရာကနေဆူတောင်းမြတ်တာ ပို့တာပေးလိုက်ပါတယ်